တော့တက်တဲ့လူတွေဟာဥပမာဖြစ်စုံတော့ရဲဆိုင်ကျောင်းရဲ့စစ်တပ်ကိုထောက်ခံနေတဲ့ဒီဒီလူတွေဝင်ပါနေကြတဲ့အဲခေါင်းငင်ကောင်းဟိုခေါင်းငင်နဲ့လူတွေရဲ့ဟိုစဉ်လူဝဲတော်မျိုးဟိုပုံပေါ်နေကြတာမြင်ကျွန်တော်အမြင်ကတော့လုံးဝမဟုတ်ဘူးကျွန်တော်ကြားရတဲ့အချိန်မှာဆွေးနွေးနေကြတဲ့လူတွေကတော်တော်လေးပြပြသားသားနဲ့အဲအပြင်းမကြားဘူးတဲ့စကားမျိုးတွေနဲ့တော့မှပဲပြင်းပြင်းထန်ထန်ဆွေးနွေးရဲဆိုတော့ ဒါပါစစ်ပွဲဆိုတာတစ်ဖက်တည်းတိုက်လို့မရအောင်ပေါ့နော်အခုချိန်ဆိုကျမကျမတော့ဟိုတကယ်တိုက်ပွဲနေရာတွေတော့ကျမမရောက်ဘူးပဲတရင်နေမှာအကုန်ကြီးလိုက်လို့ရှင်တမရောကစတိုက်တာမရှိဘူးတမရောကတိုက်ခံရတာပဲရှိတယ်အမတက်စကန်နေတိုက်ခံရတယ်တက်စကန်နေတိုက်ခံရတယ်ဆိုတာအဲ့ဒါကြတော့ဟိုပေါ့နော်ဒီကဲလက်နဲ့ကင်လမ်းစဉ်ကိုရှောက်လမ်းကြတဲ့သူတွေရေပေါ်မှာလည်းမှုတည်တာပေါ့ဆိုလို့ရှင်အစိုးရကပဲတစ်ဖက်တပ်ပေါ့နော်ဒီလိုပြောလို့မရဘူးဆိုလို့ရှင်ဟိုလက်တိုက်တယ်လို့ရှင်တော့ခုခံရမှာ ော့လေသူကလင်ငယ်ဖြစ်တဲ့မင်းအောင်တဲ့ကောင်ကနေပြီးတော့ခုခံနေရတာကိုပြည်သူတွေတနာအောင်ပြောပြနေဖြစ်ပါတယ်သူတို့ပဲတနာအောင်မဟုတ်ဗျာတနာဖို့တော့ကောင်းနေကြဒီကိုးတွေကခုခံနေရတာမဟုတ်ဘူးအရှိ့ကိုတက်လို့မရတော့နေလို့ကိုးတွေဟိုကပြက်ဖို့ပဲရှိတော့တယ်ကိုးနေတူနေလို့ဘောမှတိုက်နေဒီမနိုင်ကောင်ပြီးအောင်လုပ်နေကောင်မတွေအကုန်လုံးဟောက်ကြံတော့ကိုထုတ်ပြအောင်ဖြစ်တယ်ကြီးနဲ့ထွက်ဟောင်းနေသေးတယ်ဒါနဲ့ PPP ဆိုတာသိကြတယ်ပေါ့လို့ပဲစား body pocha ပလာဒီပလာတာပါဒီလိုတာမှတ်လိုက်ပြီးတော့ပါဒီဖိုချာစိမ့်ကောင်ကလည်းအော်ဂလီမောင်မောင်ယုံနေ ဒင်းတို့ကြီးလာလို့ဆိုဘယ်ကမလဲကြာပြုတ်ကြီးဆိုင်အိုင်မောင်းလို့အပြောမှာတော့နောက်ကြိမ်ဝန်လျာမှုထိုးပြီးတော့ရေရပြန်သေးတယ်ရေကောက်ပွဲရတဲ့ချုပ်နေတဲ့ဗဟန်းမှာလူသိန်းရှိတယ်ဆိုပါဆိုအဲ့တသိန်းလုံးမဲလာပေးစရာမလိုဘူးတဲ့အချောင်းလောက်မဲလာပေးရင်အဲ့တထောင်မဲလာပေးတာတဲ့ဒိစာနဲ့တယောက်ထဲမဲလာပေးရင်တော့မှရေကောက်ပွဲကအထောင်မြောက်တဲ့ ော်လမ်းမျိုးတွေအားလုံးပဲငလင်မင်းနဲ့မေဘေးတံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျစ် Revolution ရှင် Channel လေးရပြန်လဲကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေး reaction လို့သွားပေးခင်မှာတော့ယနေ့ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့ရမနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးဆုံးမှာဖြစ်တဲ့တော်လမ်းမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုဖို့ဒီနေ့ထမှန်တောင်းဆိုလိုက်ပါရယ်ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ့အတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1630ရက်ရှိပြီဖြစ်ပါတယ်ရတဲ့အတွင်းစစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုဆင်းမာတော့ ရှမ်းပြည်နယ်နောင်ချိုမြို့မှာတော့တိုက်ပွဲတွေပြင်းထန်နေပြီးတော့အသေးများတဲ့အတွက်ရေကျွတ်တော့မရဘူးလို့ထုတ်ပြန်ထားတာတွေ့ရှိရပြီးတော့တင်းသားတိုင်းတင်းသားကြီးမြို့နယ်မှာလည်းအသေးများတာသိရှိပြီးအင်းပြည်နယ်ကြီးကြိမ်မြို့နယ်မှာတော့စစ်ခွေး၁၅ကောင်သေဆုံးပြီးတော့တော်လိုင်းရဲဘော်၃ဦးကတော့ကြာဆုံးခဲ့ရပါတယ်အကွေးတိုင်းရေစကြိုမြို့နယ်မှာလည်းစစ်ခွေး၁ကောင်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်ရောင်းသုံးတဲ့နေ့ပုံအနေနဲ့ကတော့အကွေးတိုင်းရေစကြိုမြို့နယ်မှာငိမ့်ဇာနီစစ်မှုထမ်းဟောင်းယုံကနေပြီးတော့ငိမ့်သားတက်ချက်ကြီးငိမ့်သားတက်ချက်ကြီးထုံးအောင်ကိုဖမ်းဆီးစင်မှာပဲထွက်ပြေးသွားပြီးပြစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်းနဲ့ ရေစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဖမ်းတော့ကတော့ရိုးရိုးဖမ်းတာပေါ့ဗျာ။ဒါပေမဲ့အပြေးကောင်းနေတော့လဲအမင်းမဆားရတဲ့ဘဝရောက်သွားတာပေါ့။စမူတန်းဟောင်းယုံမှာတောင်းဝင်ထမ်းဆောင်နေတဲ့ငိမ့်သားတက်ကြကြီးချွန်းအောင်ဟာရေစုမြို့အတွင်းမှာဆိုင်ကဖြင့်ထွက်လာစဉ်မှာမြို့ထွက်ရောက်မှလဲရေစုပကဖိုင်ရေပေါ်များကအန်စီလိုက်တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့စကားတိုင်းပါပဲ။ရန်ကုန်မြို့မျောပြီးမြို့နယ်မြို့မှာရက်စတန်ကိုလည်းဝေးထိန်မိုင်းနေနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာတော့ရဲတပ်ဖွဲ့ဝင်တွေအံရရှိခဲ့ကြောင်း ရန်ကုန်အာမီဝိုင်ရင်ဖွဲ့ကနေပြီးထုတ်ပြန်ထားပါတယ်။အော်ဘီမြို့မှာရဲစခန်းကိုဝိုင်ခိုင်ပကဖနဲ့ရန်ကုန်အာမီတို့ပူးပေါင်းပြီးစစ်စင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရဲဘော်အားလုံးဘေးကင်းကြောင်းနဲ့တရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ရန်ကုန်နောက်ပိုင်းခေယပကဖကလည်းမြို့မှာရဲစခန်းလုံခြုံရေးယူနေသောရဲများကိုအဝေးတင်းမိုင်းပြီးတိုက်ခတ်ခဲ့ကြောင်းအတည်ပြုထုတ်ပြန်ထားပါတယ်။ရန်ကုန်အာမီဖွဲ့ဟာဇွန်လ9ရက်နေ့ကစတင်ပြီးတော့ဒဂုံမြို့တွေတောင်ပိုင်းမြို့နဲ့တရားရုံးမှာလုံခြုံရေးယူထားတဲ့စစ်တပ်တပ်ဖွဲ့တွေကိုလည်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တာလည်းအားလုံးသိရှိမှာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်တွေကိုဆက်လက်တိုက်ခတ်သွားမှာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေကိုမြဲတမ်း တောက်တရားကိုပြီးနေမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေး YA အဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာလေးသိရှိရပါတယ်။ အောက်ခြေအဖွဲအစည်းတွေရဲ့အချင်းပြေချာဆမှုတွေအကြောင်းကိုလည်းပဲပြောပြခဲ့ပါတယ်ပေါ့နော်။ဒါတွေဟာအစိုးရအနေနဲ့ချက်ချင်းလက်ငင်းကိုကင်တွယ်အဖြစ်ရှင်းပြရမယ့်ကိစ္စဖြစ်တယ်ဆိုတာကိုလည်းပြောခဲ့တယ်ပေါ့နော်။ဟိုနားလဲတချို့ခားပါတယ်ပေါ့နော်။ဟိုပြီးတော့လာပြီးတော့အန်တီတို့ဟိုဝေဖန်တာတွေလည်းရှိပါတယ်။အဲ့တော့မကြခင်မှာပဲပေါ့နော်။ထူးခြားချက်တွေတလအတွင်းမှာပဲပေါ့နော်။ယူကောက်ပွဲကျင်းပရာဒေသတွေမှာတရားဥပဒေစိုးမိုးရေး အချင်းပြက်ခြားဆားမှုတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းတွေကိုလုပ်လို့ရှိရင်ပြည်သူလူထုကဒါကို အာလက်ငင်းအကျိုးခံစားရမှာဖြစ်ပါတယ်။ကျေကျေလို့ကျေကျေလို့ပွဲမျိုးတက်ပြီးတော့အောက်ခြေမှာလက်စားတာတွေကိုသွားပြောမြင်မြန်စားအထက်မှာနင့်ပါလက်စားနေတာကိုပြောပါလားကျူကျူခေါ်လို့နေစားနေတာတွေနင်ပြောရည်လို့လား ဒီလိုငင်းကြိုင်းဆွေးနွေးပွဲနဲ့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတယောက်အနေနဲ့ပေါ့နော်ဟိုတည်တဲ့ဟိုဟိုတက်တက်တင်တက်ထိုက်တဲ့သူပေါ့နော်ဆိုတဲ့ပတ်ဝန်းကျင်တဲ့သူတယောက်အနေနဲ့ကျွန်တော်တက်တာပါဆွေးနွေးပွဲရဲ့ခေါင်းစဉ်ကဒါငင်းကြိုင်း program 2025ဆိုတော့အဓိကတော့တို့ဟိုကျွန်တော်အနေနဲ့မျှော်လင့်ထားတာတော့ဒါငင်းကြိုင်းရေးနဲ့ပတ်သက်လို့ဟိုတော်တော်လေးဖြစ်ဖြစ်စီစီဆောင်ရွက်လိမ့်မယ်ဟုတ်ဟိုဆွေးနွေးကြတယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့ညမှာငင်းကြိုင်းဆိုတာလည်းကိုရေပြောရမယ်ဆိုလို့ရှိရင်တော့ဟိုခဏငင်းကြိုင်းလိုက်ပြန်ပြက်လိုက်ဟိုလျှက်စီမီလို့ပေါ့နော်ဟိုပြက်လိုက်ပြန်လာလိုက်တော့ဖြစ်လို့တော့မရ ဘူးအဲလာပြီဆိုလဲတခါလေလာတော့အောင်မီးဆိုလဲတခါတည်းတတ်မှတ်မှတ်နဲ့အားလုံးကိုစားဟိုလောက်ရှာရှိတဲ့လုပ်တွေကိုဆက်ဆက်နေတဲ့လုပ်တွေကိုချက်ကိုပြင်းပြောက်သွားအောင်လုပ်နိုင်လို့ပေါ့ငင်းချိုင်းဆိုလဲဒါကြောင့်မို့ကျွန်တော်တို့ပြောပြောနေတဲ့ထာဝရငင်းချိုင်းကြီးပေါ့ဒီထာဝရငင်းချိုင်းကြီးကိုဖြစ်ကိုကူစားပေးပြီးတော့ဆွေးနွေးမယ်လို့ကျွန်တော်နည်းနည်းတော့ညွှန်လင်းထားမိတယ်ဒါပေမဲ့နည်းနည်းလေးတော့ဟိုကွဲလဲလာလေးချို့တော့ကျွန်တော်မြင်အဲ့အရင်မပြောခင်မှာနိုင်ငံတကာပညာရှင်တွေရဲ့ဟိုအကြောင်းအရောပေါ့နော်ဒီတက်ချုပ်ကြီးပြောတဲ့ဟို ဒီမိန်ကုန်းကတော့ကျွန်တော်ကြဲချဲပြီးပြောမျိုးပါဘူးတခြားသတင်းတွေလည်းပါပြီးသားပါတော့ဒါပေမဲ့နိုင်ငံတကာဟိုဟိုဘက်ကပါဝင်ဆွေးနွေးတွေလူတွေအနေနဲ့တော့အထူးသဖြင့်ဗမာပြည်နဲ့ပတ်သက်ပြီးအင်ကြီးချင်းငြိမ်းချမ်းရေးမှာတည်တည်ဝင်ဝင်လုပ်နေတဲ့ပါဝင်သူတွေကတော့တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံကပဲပုံများတယ်ဂျန်နဲ့အိန္ဒိယနိုင်ငံတခြားပညာရှင်တွေအနေနဲ့ကတော့ပညာဘက်ပိုင်းဆိုင်ရာမှာပို့ပြီးတော့ဦးစားပေးပြီးပြောတာတွေ့တယ်။ဒါနဲ့လက်တွေ့ဘိုင်းနဲ့ပတ်သက်လို့ပြောတာတော့အထူးသဖြင့် ထိုင်းနိုင်ငံဘက်ကပြောတဲ့ဟိုအသံမကြီးစရာစောက်တို့နောက်ထိုင်းဘက်ကစတာဘက်ကမှာပါတယ်ဗိုလ်သူကြီးနဲ့တပိုးလို့ဆိုလို့ရှိရင်လက်တွေ့ဟိုလူသားချင်းစာနာတဲ့ကူညီမှုနောက်နောက်ပြီးတော့လက်တွေ့ငင်းငယ်ရေးဆိုင်ရာတွေမှာဘယ်လောက်ထိတို့အနေနဲ့ညီမှန်းချက်ထားပြီးလုပ်တာဆိုတာမျိုးတွေကိုဆွေးနွေးသွားတာတွေ့ရတယ်ဆိုတော့ဒါကကျွန်တော်အမြင်လေးပေါ့နောက်တစ်ချက်ကြတော့ဒီနေ့မနက်ပိုင်းမှာတော့ဒါကျွန်တော်တို့နိုင်ငံရေးအဖွဲ့အစည်းတွေပါတီနိုင်ငံရေးအဖွဲ့အစည်းတွေအဲကြီးကြီးလေးလေးဆွေးနွေးကြတာရှိတယ်ဆွေးနွေးရမှာကျွန်တော်နားထောင်တဲ့လောက်ကတော့သို့တော့ပြောရရင်ငင်းချမ်းရေးကိုထာဝရငင်းချမ်းရေးသဘောမျိုး ဦးတည်ရတော့ဟုတ်တယ်ဒါပေမဲ့ဒီငင်းငင်းကြီးကိုအရင်ရပြီးတော့နိုင်ငံရေးလုပ်ငန်းလုပ်ငန်းတွေဆောင်ရွက်တယ်ဆိုတဲ့နေရာမှာအခုဦးစားပေးပြီးတော့ပြောဆိုနေတဲ့အကြောင်းလေးကျွန်တော်ကြားသလောက်ကတော့ပေါ့နော်အားလုံးပဲဒါကတော့နေပြီးတော့မှပြုလုပ်နေတဲ့ငင်းကြမ်းတဲ့အဖွဲ့တွေကိုဖယ်ထားပြီးတော့ငင်းကြမ်းပြီးဘောမှနေတဲ့အဖွဲ့တွေနဲ့ပြုလုပ်နေတဲ့ငင်းကြမ်းရေးဆွေးနွေးပွဲတွေပါတယ်မေဆုနဲ့သမတာကြီးကိုအထက်ကိုထည့်ထားပြီးတော့ပြည်သူ့ရဲချက်တမျိုးထားတဲ့အစိုးရကိုဖြုတ်ချပြီးတော့တော့နေရာလူနေတာကိုတော့သူတို့ကသူတို့မှန်ကန်တယ်လို့ယုံကြည်နေလို့ထင်နေတဲ့ကောင်တွေကမှနေမှာဘယ်လောက်ထိတော့ပုံတစ်ခဲရှိတယ်ဆိုတာဒီမှာတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးသူ့ွားတဲ့ချင်းကစ

嘿，前边、前后、前边、前前哦嘿！哎来、哎来！嘿，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 嘿。回家回，回家回，前边、前后、前前哦嘿！ lâu lâu đâu hết lâu tai tệ đi lâu tai tệ đi tại sao ta đi ta đâu tai tệ đi ta suy đi lâu tuệ hoa đi nên ta đã bỏ để tôi yên tai đi khu tai tệ đi khu tai tệ sao ဘက်တော့ဘာလို့ပြောရမလဲဆိုရင်တော့ပန်ဆန်းမှာမြောက်ပိုင်းခုနှစ်ပေါ်ထက်တွေ့ကြတဲ့အပီပိုတက်ပုတယောက်ခွေကျိုးဝမ်းလျှောသလိုလမ်းလုံးပြည့်မစင်စွန့်နေရတဲ့အဖြစ်ကိုပြောခြင်းတယ်။တင်းကဒါကြောင့်လဲနိုင်ငံတဝမ်းဘုံပတ်ကျဲနေတယ်။တင်းဒီကစစ်ဆောင်စခန်းလဲသူကမရှောင်းစာတင်ချောင်းလဲမချမ်းဘူးဒီတောင်နောင်ချိုလဲအကြိမ်ကြိမ်ပဲလုံရက်ကတော့ရှုပ်ဆက်တွေကြီးပဲတင်းကလုံနေတော့တာ ဒါပေမဲ့ तू ကတော့ပြောနေတဲ့အကြည့်အောင်သူ့ဘ ्यू ဟာကအလုပ်ဖြစ်နေကြောင်းလက်မောင်းစံတန်းပြီးတော့ကြွေးကြော်နေတဲ့ဗျာ။ငါလုံးလိုက်လို့ခိုးပဲရက်ကွက်ထဲစိတ်ဝမ်းကွဲတာတွေကွဲကုန်ညတာတွေဖြစ်ကုန်ညပြီမဟုတ်လားဆိုတာမျိုးတွေထီဖြစ်လာတယ်။ဒါကြောင့်ဒီ ्यू ဟာအတိုင်းကန်းကုန်အောင်ဆက်လုပ်ကြဖို့မှာကြားတဲ့ဗျာ။သူ့မှာလည်းဟန်ကိုကို ्यू ဟာကလွဲလို့ဘာမှကိုရှိတော့တာမဟုတ်။စိတ်ပြတ်ဆိုးရွံ့နေဖို့မလိုဘူးဒါတွေကလည်း ဒီတဲ့ဆိုတာတွေလည်းလာအောင်မဲ့ဆိုတာလည်းမျောလင်းပြင်ဆင်ပြီးသားပဲဖြစ်စေခြင်းနဲ့ဗျာအထူးအဖြစ်တော့ကိုရီဘက်ကစူးစီးမှုဒီထက်အားကောင်းဖို့ပဲအရေးတကြီးလိုအပ်နေစပိုမှုလက်ထက်ကကြက်နှစ်ပေါင်လိုအချင်းချင်းခုမနေကြရင်ကိုရနေဒီအခြေအနေကဒါကြောင့်လည်းပန်ဆန်းအစီအဝေးကိုစိတ်ဝင်စားတာဒေါက်တာဇော်ဝေဆိုးပြောပါတယ်ဘာတင်းစကားနဲ့ဆက်ဆက်သူပြောတဲ့စကားနဲ့ဆက်ဆက်ရ FVNCC ခုနပွဲတဲမှာကအချင်းချင်း frequency မကိုက်လို့ coin တွေပူးနေကြတာများသည့်တယ်။တမိုင်းကြောင်းနဲ့ခြီးပြီးရှင်းရမှာရှိတယ်လို့မျိုးတမိုင်းကြောင်းရဲ့ခြီးပြီးတော့သင်္ကန်းစာယူရမှန်တယ်ပဲ။ဂျပန်သူဝင်ပဲမို့ကြီးအလက်ဖောင်းတွေပြစီခြင်းလည်းပြန်။ဘုဒ္ဓဘုရင်ဆိုတာတကယ်ဆိုလို့ရှင်ရဲ့ရဲ့လေးပဲကြံတော့တာ။သူကသူလည်းတည်တယ်။စိန်ပီတာစပတ်မှာပန်း20ကျော်နဲ့အိမ်ဝယ်ထားပြီးပြီ။ DSDA စင် အန်ရင်စရာကောင်းလေးလှုပ်ပြီးတော့အိမ်တော်ကရိတ်လုံနေတယ်လာချီပြီးပြင်ဆင်လာတယ်ကိုပိုင်လေးမြန်လဲဝယ်လိုက်တော့သူ့လူတွေကနောက်ွယ်မှာတီတိုတီတိုတပန်းထူတောင်ပြောနေကြကုမ္ပဏီလောက်မှာဇောင်းမနဲ့တဲ့အကြံနဲ့ခွေပြေးဝက်ပြေးပြေးတော့မှလည်းဒီတိုင်းတော့ပြေးမှာမဟုတ်ဘူးတင်းကနာကျင်အချိန်ပိုးတွန်းကိုနဲ့အပြစ်ကံတက်ကနေသူမျောနေတယ်ဒါကြောင့်လဲခုလောက်မိုက်မိုက်ကန်ကန်နောက်ဆုံးလုံနေတာပဲ စိန်နာတိုင်းအာကိုနယ်လည်းရှိနေသေးတာဘူးဒါပေမဲ့ပွဲအဖြေကဒင်းတို့လက်ထဲမှာမတို့လက်ထဲမှာရှိတယ်မဆိုးစလောက်လေးနည်းနည်းလေးတိုးပြီးတော့စီယုံညာဖို့စီလုံးညာဖို့စူးစီးကြဖို့ပဲလိုတာပြည်သူသားတိကပြည်သူဆန္ဒဆိုတာကိုနှကန်းနှလွာကြားကထက်ရင်ဘတ်ထဲကအတန်ပြည့်ဒီပွဲကပြန်နိုင်ငံတကာကလာသည်ဖြစ်သည်မလာသည်ဖြစ်သည်မျောနေစရာမရဘူး မျောနေစရာဟုမလိုရရဲ့ဘောနဲ့လိုတာသဘောထားပြီးတော့ကိုယ့်အကူကျုံညာရမှာပဲမရလဲဝမ်းနဲ့နှောင်တာရှိစရာမလိုကိုလှုပ်စရာရှိရလှုပ်ကျုံယုံလှုပ်ကြဖို့ပဲလိုတယ်ပဲဝေးဝေးမကြည့်နဲ့ဒီလိုဖူလိုကဥပါရိုက်သွင်းနေတော့ဘုတ္တဘူးကျင့်ဆိုးခင်ဗျာမှာအိုယက်စ်လိုတော့မှာဒီရပိုင်းအော်ချိန်တော့မရနိုင်ဘူးမရနိုင်ဒီလောက်ဖြစ်နေတာတော့ဘုတ္တဘူးကျင့်ဆိုးဒီလောက်ဖြစ်ပြက်နေတာတော့မှာတစ်ဖက်ကနေမှာ ပို့အောင်နေတဲ့တောင်ပုကိုဖျားမှတ်ပြီးတွားယုံစားနေကြသေးတယ်။ဟာရီကလည်းရှိသေးတယ်။ဒါကိုတွားလဲနားမယောင်မစည်းရဲသူတို့ကဗုဒ္ဓဘုရင်စိုးစီကနေစင်လီခွေးမျောတယ်လို့မျောနေကြလေ။တနာကြပါခင်ဗျာဆိုတဲ့အထာတွေနဲ့သူတို့ဗုဒ္ဓဘုရင်စိုးတနာမှဘိုင်ဝါရမယ်ဖြစ်ကိုဖြစ်နေကြတယ်။ဘုဒ္ဓလောကလည်းအရာဝီရတင်ထားတဲ့ရုပ်တံဖိုင်ကိုကောင်းစည်းကြည့်ပြီးဝင်ရထောက်မှုပြီးတော့ရေလဲရသေးတယ် အောင်လာလို့အောင်နှလုံးနှာလာလို့အตาလေးပလက်လန်ပြီးမောတော်ဖြစ်ရသေးတယ်ဗျပြည်သူတွေကမဲမပေးမှာဟိုနိုင်ငံရေးပါတီတွေစိုးရိမ်နေတယ်ဆိုပဲ30နှစ်ပါတီပေါချိုးလို့တော့မှပုံကောင်းတပုံဖွက်လာစရာမရှိတာဘသူကအရေးလုံးမဲပေးမှာလဲဒီသုံးလုံးမှာကလည်းကြည်ကြည်လိုက် ရုပ်တီကြီးနဲ့ထွက်အောင်နေသေးတယ်ဒါနဲ့ PPP ဆိုတာသိကြတယ်မဟုတ်လားပေါလို့ပဲစားပေါ်တီပေါ်ချာပလာတီပလာတာပါတီလို့တာမှတ်လိုက်ပြီးတော့ပါတီဖွက်ချာစိမ့်ကောင်ကလည်း အော်ဂလီမောင်မောင်ယုံနဲ့ဒင်းတို့ကြီးသားလားဆိုဘယ်ကမလဲဂျာဖြူအုပ်ကြီးစိုက်အိုင်မောင်လို့အပြောမှာတော့နောက်တစ်ချိန်ဝန်လျာမှုထိုးပြီးတော့ရီရပြန်သေးတယ်ဂျုံကောက်ပွဲကလည်းကျုံနေတဲ့ဗဟန်းမှာလူသိန်းရှိတယ်ဆိုပါဆိုအဲ့တသိန်းလုံးမဲလာပေးစရာမလိုဘူးတဲ့အချောင်လောက်မဲလာပေးရင်အဲ့တထောင်မဲလာပေးတာနဲ့ကိစ္စနဲ့တယောက်တည်းမဲလာပေးရင်တော့မှရေကောက်ပွဲကအထောင်မြောက်တဲ့အဲ့ဒါဥပဒေအရပဲလေတဲ့ ဒီလေဒီမိုဒီပြောရင်တော့မကောင်းတော့ဝင်းပြိုင်မှာတော့ပေးတတ်သူဒီလူတွေဝင်းပြိုင်မှာ ਨੇ တယောက်တည်းမဲလာပြီလေအထမြောင်ရစိုးရိမ်နေနေနဲ့ပေါ့ဗျာပြောစရာမလိုကိုပေါ့ကိုမဲပေးပြီးတော့ပြန်လာမဲပေးပြီးလာယူထားတာကပါတီကောင်းဆောင်ယာလူတွေရေကောက်ပဲဥပဒေကိုလည်းနလန်းတလုံးမှာတော့မတိဟန်မတူကြဘူးမိသူဆိုတာကိုတော့ဗဇက်ဖျားကတဇက်မှမချဘူးပေါ်တော်တော်ကြောက်တောင်းလာစကားတွေပဲဖတ်ဖတ်ပြောနေကြလေ ဥပဒေအရာကပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်55အရာကိုလည်းတို့ရာတွင်မဲဆန္ဒအရာမဲဆန္ဒရှင် အားလုံး51ရာခိုင်နှုန်းကဆန္ဒမဲပေပြီဖြစ်လျင်အထမြောက်သောရွေးကောက်ပွဲအဖြစ်ပတ်မှတ်နိုင်သည်လို့ပြသထားနေတယ်။ဒါတွေပြောတာပြောရတာဖွေးဖွေးအိုင်ပေါဖွင့်ပြတယ်လို့မျိုးပဲအမိနှံ့ပြတယ်ဖွေးရမှအမိနှံ့ပြတယ်ကိုတော့ခုကျင်ဆိုရဲ6လကန်စီအောက်ကုလာဆိုလို့ရှိရင်လည်းကုန်ပြီတဲ့ဗျ။ အဲ့ဒါကိုစောင့်ကြည့်ရမလဲနောက်ထပ်6လခန်းစီထိုးမထိုးကြည့်ပြီးရွေးကောက်ပွဲဘယ်တော့လုပ်မလဲဆိုတာမျိုးရှင်းသွားတဲ့သူကရှိသေးတယ်။ကိုရဘူးကျင်ဆွဲခြေဆွဲငုတ်တာကိုနားနှာခေါင်းလဲကြောင်းအခုခုသွားပြတဲ့သူတွေလိုဖြစ်နေပြီ။ကိုရဘူးကျင်ဆွဲကိုလည်းသွားခံမှန်းလေနဲ့ယူသွားလိမ့်မယ်ဆိုတာကိုတဘူးကျင်ဆွဲလိုလိုလူမျိုးမှစစ်ပြန်ကြည့်ပါလားခေါမနီကိုအယူလင်လှုပ်ထားတော့ကျွကျွအိမ်မိဟတ်ထားသလိုရှုံတော့ပိန်လိန်နေပြီ။အတူတူကတမထမ်းရုပ်ကို ရှုနေရတယ်လို့မျိုးပဲတထိုင်တဲနဲ့ကိုတကယ်ကိုမတ်ဖို့စိုက်သွားစေမယ်ရက်တူတူနဲ့မတ်ဖို့စိုက်သွားစေမယ်ရုပ်မျိုးဆိုတော့ဒီလေးဒီမိုးဒီလူတွေရဲ့အသေးစားကမဲတပြားတွေဒါတွေပေးနေမဲ့အစားငပေငထွားလေးကိုပဲဖျဲကပေးရတော့ပုံမျိုးတွေဖြစ်နေခုချိန်ကအချိန်ကောင်းအခါကောင်းယာတီဝင်ကြကိုဘက်ကဇာတာတက်ယာစာဘွားတို့အတွက်အထွတ်တိတ်ရောက်နေတဲ့အချိန် ဒါကြောင့်မလို့စုဖွဲ့မှုမကြိုးပဲ့စေနဲ့စိတ်ထက်မကြိုးပဲ့စေနဲ့။ဘောင်သူတွေမဲအောင်လေးပိုင်သက်ကြော်တွေမလို့အနိုင်မိုင်းနိုင်ငူနိုင်မဲ့ပွဲမလို့ပြောနေရတာအရေးတော်ပုံမှာအောင်လို့အောင်နေပြီ။လမ်းမျိုးရအောင်မယ်ဒီမှာတော့ရေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတတိယလေးကောင်မှာကွက်ကြက်ကြက်ပြောသွားလေးဖြစ်ပါတယ်။ဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးမှာတော့နောက်ထပ်သတင်းထုတ်လာမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုကြက်ရိုဘလူး channel လေးကို like and subscribe လို့ like and subscribe ပြီးဘေးကကောင်းအောင်နေတာချင်းပြီး ဲ့လာသမျှသတင်းတွေနဲ့ဗီဒီယိုချွတွေအားလုံးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဗလာမျိုးတွေအားလုံးပဲညအွန်လိုင်းသတင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။